အားလုံးဝမ်းမြင်လာပါခင်ဗျာ knowledge sharing channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဒီဝေမောင်မိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ကိုယ့်ရဲ့ဖုန်းထဲမှာဖွင့်ထားခဲ့တဲ့ social media account တွေရဲ့ password တွေကိုမေ့သွားခဲ့ရင်ကိုယ့်အနေနဲ့ပြန်ကြည့်လို့ရမယ့်နည်းလမ်းလေးနဲ့အကယ်၍ဒီ social media account တွေရဲ့ password တွေကိုပြန်ကြည့်ခြင်းရင်တော့ကိုယ့်အနေနဲ့ဖွင့်ပေးထားရမယ့် setting လေးတွေအကြောင်းကိုလည်းဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ခွေပါဒီနေ့လမ်းလေးကိုကြည့်ကျင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့လဲကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ခင်ဗျာ။ Okay ပါပထမဆုံးအနေနဲ့ကတော့ဒီ password လေးတွေကိုပြန်ကြည့်ဖို့အတွက်ဆိုရင်တော့ကိုယ့်ရဲ့ဖုန်းထဲမှာကျွန်တော် Chrome browser ဒါမှမဟုတ် Gmail software တစ်ခုခုရှိဖို့လိုအပ်ပါတယ်။ဒါမှဒါကိုယ့်အနေနဲ့ password တွေကိုပြန်ကြည့်လို့ရနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ Okay ပါကိုယ့်ရဲ့ဖုန်းထဲမှာ Chrome browser ရှိတဲ့ဆိုရင်လည်းဒီ Chrome browser လေးတွေကိုဝင်ပေးလိုက်ပါခင်ဗျာ။ โอเคပါ browser ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်များကိုယ့်ရဲ့ Google account နဲ့ကျွန်တော်အနေနဲ့ login ဝင်ထားပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်ရဲ့ Google account နဲ့ login ဝင်ထားတာပဲဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ Google account နဲ့ login ဝင်ထားဘူးဆိုရင်တော့ကိုယ်အနေနဲ့ကြည့်လို့ရနိုင်မှာမဟုတ်ဘူးပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့လောက်ရမဲ့ setting လေးကတော့ကိုယ့်ရဲ့ Gmail account ကိုဒီ Chrome browser လေးထဲမှာ login ဝင်ထားရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်ညာဘက်အပေါ်တောင်းမှရှိတဲ့အဆက်၄၃၀ကိုနှိပ်ပြီးတော့ထပ်ဝင်ပေးလိုက်ပါခင်ဗျာ โอเคပါဒီနေ့ကိုရောက်ပြီဆိုရင်တော့ဒီအောက်ဆုံးသားမှာရှိတဲ့စတင်လေးတွေကိုထပ်ဝင်ပြလိုက်ပါโอเคပါစတင်လေးကိုရောက်ပြီဆိုရင်တော့ကျွန်တော် screen ကိုအပေါ်ကိုဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ password and auto fill ရဲ့အောက်မှာရှိတဲ့ Google password manager ဆိုတဲ့စတင်လေးတွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်ဆိုတော့ Google Password Manager ဆိုတဲ့ setting လေးကိုမိတ်ဆွေတို့နဲ့တေချာလေးရိုက်ချပြီးတော့အဝင်ပေးလိုက်ပါခင်ဗျာ။ Okay ပါဒါဆိုရင်တော့ကိုယ့်ရဲ့ဖုန်းထဲမှာကျွန်တော် အဲ login ဝင်ခဲ့တဲ့ဖွင့်ခဲ့တဲ့ account နေမှန်သမျှရဲ့ password တွေကိုဒီနေရာမှာကြည့်လို့ရမှာပဲဖြစ်ပါတယ်ဒီပုံမှာဆိုရင်တော့ကျွန်တော်တို့ gain account တွေရှိမယ် bank account တွေရှိမယ် facebook တွေရှိမယ် google တွေရှိမယ်ကျွန်တော်တို့ instagram account တွေရှိမယ်ဒီမှာအများကြီးပေါ့နော်ကိုယ့်ရဲ့ဖုန်းထဲမှာကိုယ်ဖွင့်ခဲ့တဲ့များကျွန်တော်တို့ account တွေရဲ့ password တွေကိုဒီနေရာမှာတွေ့ရမှာပဲဖြစ်ပါတယ်အကယ်၍မိတ်ဆွေတို့အနေနဲ့ဒီ facebook account ရဲ့ password ကိုကြည့်ကျင်နေဆိုရင်တော့ဒီမှာရှိတဲ့ facebook.com ဆိုတဲ့ကျွန်တော်တို့ facebook logo လေးကိုနှိပ်လိုက်ပါဒီလိုဆိုရင်တော့ကိုယ့်ရဲ့ဖုန်းရဲ့ screen door လေးကိုဖြည့်ပေးလိုက်ပါခင်ဗျာ ဒါဆိုရင်တော့ဒီနေရာမှာကို Facebook account နှစ်ခုပွင့်ထားတယ်ဆိုရင်နှစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်သုံးခုပွင့်ထားစင်တော့သုံးခုပေါ့နော်ခဲ့ရမိတ်ဆွေတို့နဲ့ဒီနေရာမှာကြည့်ကျင်နေ Ver Facebook account ရဲ့အဲကျတို့ password ကိုကြည့်ကျင်လဲဆိုပြီးတော့မူတည်ပြီးတော့ဒီမှာရှိတဲ့မျက်လုံးပုံလေးကိုနှိပ်ပြီးတော့ကိုအနေနဲ့ကြည့်လို့ရမှာပဲဖြစ်ပါတယ်ဒီမျက်လုံးပုံလေးကိုနှိပ်လိုက်မယ်ဆိုရင်တော့ဒီနေရာမှာ password လေးတွေပေါ်လာမှာပဲဖြစ်ပါတယ်ခင်ဗျာ okay ပါမိတ်ဆွေတို့နဲ့ဒီနေရာမှာ Facebook ကိုကြည့်ကျင်နေဆိုရင်တော့ facebook.com နဲ့ကိုဝင်ပြီးတော့ကြည့်နိုင်ပါတယ်ပြီးရင်တော့ဒီအောက်မှာရှိတဲ့ google.com ဆိုလဲ ကိုယ့်ရဲ့ Google account ရဲ့ကျတို့ password တွေမိသွားခရင်လည်းဒီ Google တော့ကိုယ့်နဲ့ကိုယ်ပြန်ပြီးတော့ကိုယ်အနေနဲ့ကြည့်နိုင်ပါလေပေါ့နော်။ Okay ပါမေးဆွေတို့အနေနဲ့ဒီ password တွေကိုပြန်ကြည့်ဖို့အတွက်ဆိုရင်တော့ကိုယ့်အနေနဲ့ဖွင့်ပေးထားရမယ့် setting လေးတွေရှိပါတယ်။ဒီ setting လေးတွေကိုဘယ်လိုဖွင့်ရမလဲဆိုရင်တော့ဒီအောက်မှာရှိတဲ့ tab bar လေးတွေ၃ခုထဲကညာဘက်အစွန်ဆုံးမှာရှိတဲ့ setting ဆိုတဲ့ကျတို့ setting လေးတွေကိုထပ်ဝင်ပြလိုက်ပါ။ ။ Okay ပါဒါဆိုရင်တော့ဒီနေရာမှာကျွန်တော်အပေါ်ဆုံးမှာတွေ့ရတဲ့စက်တင်လေးခုပေါ့နော်။ဒီစက်တင်လေးခုကိုမိတ်ဆွေတို့အနေနဲ့ပိတ်ထားတယ်ဆိုရင်တော့ဒီလိုမျိုးလေးဖြစ်အောင်ကျွန်တော်အနေနဲ့ဖွင့်ပေးရမှာဖြစ်ပါတယ်။ဒီစက်တင်လေးတွေကိုကိုယ်အနေနဲ့ဖွင့်ပေးထားမှာဒါကျွန်တော်ရဲ့ဖုန်းထဲမှာကျွန်တော်ဖွင့်ခဲ့တဲ့ကျွန်တော်အကောင့်တွေရဲ့ password တွေကို Google ကနေပြီးတော့ save ပေးထားမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ ဖုန်းထဲမှာဖွင့်ခဲ့တဲ့အကောင့်တွေမှန်သမျှရဲ့ကျွန်တော် password တွေကိုကြည့်ကျင်နေဆိုရင်တော့ပထမဆုံးအနေနဲ့ဒီ setting လေးခုကိုကိုယ်အနေနဲ့ဖွင့်ပေးထားမှဒါကိုယ်အနေနဲ့ကြည့်လို့ရနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ Okay ပါဒါဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာဖွင့်ထားခဲ့တဲ့ social media account တွေရဲ့ password တွေကိုပြန်ကြည့်လို့ရမယ့်နည်းလမ်းလေးနဲ့ဒီ social media account တွေရဲ့ password တွေကိုပြန်ကြည့်လို့ရဖို့အတွက်ဖွင့်ပေးထားရမယ့် setting လေးတွေအကြောင်းကိုလည်းသိရှိသွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်မိပါတယ်ခင်ဗျာ။ โอเคပါဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့နားမလည်တော့မချင်းနေတာတွေတွေရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment box မှာဝင်အောင်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ